မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျเนาะဒီနေ့မှာတော့ဆရာကစန်နီသရီမိတ်ဆွေတွေ2025ခုနှစ်မေလ15ရက်နေ့ရနေ22ရက်နေ့ဒီတပတ်စာကညမှာဟောစရံကိုဆရာဟောကြားပေးมาဖြစ်တဲ့တော့ဥစွာပထမစန်နီသရီမိတ်ဆွေတွေအားလုံးအောင်မြင်မှုတွေအလီလီပိုင်ဆိုင်လို့ဘေးဘီယာတွေဝေးကွာကြပါစေကြောင်းဆရာကဒီကနေ့မေတ္တာပို့ဆန္ဒပြုထောပနာပြုတာရင်းနေဒီအပတ်တာတော့ဒီမှာစန်နီသရီမိတ်ဆွေများမိတ်ဆွေတို့ရဲ့ရင်းထဲမှာ အလုံးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေတယ်လက်ရှိရှိနေတဲ့အလုတ်ကကိုယ့်ကိုအားနည်းစေတာမျိုးကိုယ်ကအဆင်မပြေတာမျိုးကိုယ့်ကိုကန်နေနေတယ်ကန်ညံ့နေတယ်ဆိုပြီးတော့တွေးနေတယ်စိတ်ထဲမှာ တခုခုကိုဆိုလို့ရှိရင်ကောင်းတဲ့ positive thinking နဲ့မတွေးဘဲနဲ့ negative thinking နဲ့ငါတော့ဒါကြီးဖြစ်ရင်ဘလို့ဖြစ်တော့မဲလို့ငါတော့ဒါကြီးဖြစ်စေဆိုတော့အနမိတ်ဆောင်တဲ့အတွေးတွေကိုတွေးခေါ်နေတဲ့အတွက်ဒီအတွေးတွေကိုဖျောက်ပြီးတော့အဲမာတလုံးချောင်ပေါ့မတည်ဘူးမရှိဘူးမကြောက်ဘူးမလုပ်ဘူး မရဘူးဆိုတာမျိုးတက်အဲကောင်းတဲ့အရာလေးတွေကောင်းတာလေးတွေကံကောင်းတော့မှာပဲငါတို့ငွေဝင်တော့မှာပဲငါတို့အဆင်ပြေတော့မှာပဲဆိုတဲ့အဲနမိတ်တပေါအတိတ်ဆောင်လို့ကံကောင်းတဲ့စကားလေးတွေကိုပြောဆိုပြီးတော့ကံကောင်းအောင်လောက်လုပ်ပါဒါပြီးတဲ့အခါမိတ်ဆွေတို့ရဲ့ဆရာဘာလည်းမှမပြောခင်တခုပြောလိုက်ပါမယ်မိတ်ဆွေတို့ရဲ့အလုပ်ကိစ္စလုပ်ငန်းကိစ္စဟဲ့ပြီးတော့ဆရာဆိုဗီဒီယိုဟောတဲ့အခါခေါ်ကန်းစဖို့ထိုင်လိုက်တာနဲ့ ခုံကလေးကိုတုံးချက်ပုတ်လိုက်ပြီးတော့ဩငါဒီနေ့လုပ်ငန်းတွေအဆင်ပြေတော့မှာပဲဆိုပြီးတော့ဆရာကအဲ့ဒီတော့အများအားလုပ်လို့ရှိတယ်အဲ့တော့မိတ်ဆွေတို့လည်းအသုံးတဲ့ပါဇီเจ้าဆရာကပြောရင်းနဲ့စနေသားသမီးမိတ်ဆွေတွေဒီဒီပတ်တာအတွက်တွင်မှာကျမ်းမာရေး ကျမရင်နဲ့ပတ်သက်လာရင်မမဆူရင်စရာမရှိဘူးကျမရင်နဲ့ပတ်သက်ရင်တော့တောင်းတောင်းမိပါပဲခင်ဗျာနော်ငွေကြီးနဲ့ပတ်သက်တာတွေနဲ့ပတ်သက်လာတဲ့ခါမှလည်းကျမရင်နဲ့ပတ်သက်လို့ငွေကြီးဟာခྱི་ထွက်ရတဲ့ကိစ္စလေးတွေကြုံမှတ်တယ်နိုင်ငံခြားခྱི་သွားနဲ့ပတ်သက်တာတွေရှေ့လို့ဆောင်ရွက်ပါ passport လုပ်ငန်း visa လုပ်ငန်းတွေနဲ့ပတ်သက်ရင်ရှေ့လို့ဆောင်ရွက်ပါယင်ဆက်ပစ္စည်းနဲ့ပတ်သက်ရင်ဝင်လာတာမျိုးတွေကားဆိုင်ကယ်အဆက်ရှိတဲ့အရာတွေချွေငွေပရံမြတ်ကြောက်မြင့်ရတာတန်မိုးရှိတဲ့အရာတွေဝင်လာရတတ်သောကြောင့်ငွေကြီးကံကောင်းနေသောကာလဖြစ်ပါတယ်ခင်ဗျာ အလုတ်ကံ အလုတ်ကိုင်းနဲ့ပတ်သက်ရင်လက်ရှိမှာအသစ်စတင်လှုပ်ဆောင်တာမျိုးဟာအကျိုးမပေးစေတဲ့အတွက်လုပ်ငန်းဟောင်းနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်မှာအလုတ်ကိုင်းနဲ့ပတ်သက်ရင်မကောင်းတဲ့အတက်ပညာတွေလုပ်ငန်းနဲ့ပတ်သက်လို့အပြိုင်ဆိုင်တိုက်ခိုက်တွေကြောင့်မကောင်းတဲ့အတက်ပညာတွေအတိုက်ခိုက်တွေနဲ့ပြူစားတိုက်ခိုက်ရတတ်တဲ့အတွက်တော့ဒီຢာလေးတွေကိုရန်အနေနဲ့သတိထားပြီးတော့သူများကြွေးတာလေးတွေသတိထားစားပါလုပ်ငန်းပြိုင်အလုတ်ပြိုင်တွေအပြိုင်ဆိုင်တိုက်ခိုက်တွေများတာမျိုးတွေမကောင်းတဲ့အိမ်မက်တွေဆွဲမှတ်တဲ့အခါမှာဒါအတိုက်ခိုက်တွေသတိထားစင်ကျင်ပေးဖို့နဲ့လောကီပညာတိုက်ခိုက်တွေကြောင့်မိမိကိုမနာလိုလိုတိုက်ရိုက် တိုက်ခိုက်တတ်တဲ့အတွက်တော့သတိထားဆင်ခြင်ရန်လိုအပ်သောကာလဖြစ်ပါတယ်။ငွေကြီးနဲ့ပတ်သက်လာရင်အအလုံးနဲ့ပတ်သက်လာရင်သေရင်မြေကြီးရှင်ရွှေတိဆိုတာမျိုးငုံမိသေးတိုင်းတတ်နိုင်ဖျားရောက်ဆိုတဲ့အလုပ်တွေကိုအတတ်နိုင်ဆုံးမလုပ်ဖို့သတိထားဖို့ဆင်ခြင်ဖို့ဆရာကထပ်လောင်းပြောလို့ပြီးတော့အဲကြီးကြီးမားမားအဲဆွမ်းနာလို့ဆုံးရှုံးစရာတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ဆရာကတော့မရင်းနှီးစီလိုသေးဘူးအရန်ကြီးတိုးချဲ့မလို့ဆောင်ပဲပုံမှန်လေးအတိုင်းလက်ရှိရှိနေတဲ့နေရာတွေကပို့ပြီးတော့ကောင်းပါတယ်တိုးချဲ့ရန်အတွက်စတင်ရန်အတွက်တော့အားနည်းစေတာအသေးချာပဲဖြစ်ပါတယ်ခင်ဗျာ အမျိုးသမီးအနှောက်ရှာတိုက်ခိုက်လေးတယောက်ရှိပါတယ်အမျိုးသမီးနဲ့ပတ်သက်ပြီးတော့အမျိုးသမီးတဦးတယောက်နဲ့ပတ်သက်ပြီးတော့စကားမားတာမျိုးလေးတွေအပြောမားတာမျိုးလေးတွေကြောင့်အတိုက်ခိုက်လေးတွေကြုံရတဲ့အတွက်တော့သတိထားဆင်ခြင်ပေးရန်လိုအပ်သောကာလဖြစ်တယ် ရာထူးနေရာထိုင်ခင်းတဲ့ပတ်တန်ရာထူးတိုးတာရာထူးတတ်တာလေးကြီးကြုံရတတ်တယ်နေရာထိုင်ခင်းအိုးအိမ်ရှမ်းပြီးအစ်စ်တွေဝင်လာတတ်တယ်အမှုကိစ္စအမွေကိစ္စဖြစ်နေသူတွေအပြီးပြတ်မဲ့ကာလအားသာမဲ့ကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်စာချုပ်စာတမ်းကိစ္စလေးတွေမှာတတိထားပြည်မှုဆောင်ရွက်ပါညီကိုမောင်နှမဆွေမျိုးသားချင်းတွေရဲ့အကူအညီကိုရရှိတတ်တယ်မိတ်ဆွေအပေါင်းအသင်းတွေရဲ့အကူအညီကိုရရှိတတ်တယ်ထို့အပြင်ခရီးသွားကိစ္စလေးတွေဘာသာရေးဆိုင်ရာကိစ္စလေးတွေဒီလောက်ရတတ်ပါတယ်မထင်မှတ်ဖက်ခရီးသွားလာတာမျိုးလေးကြုံရတတ်ပါတယ်ဒါအပြင် မိတ်ဆွေတို့ရဲ့ငကူကလက်လွန်ထားသောငွေကြီးတွေနဲ့ပတ်သက်ရင်ပြန်လဲတောင်းဆိုပါပြန်လဲရရှိမဲ့အပတ္တကာလအပိုင်းခြားဖြစ်ပါလေခင်ဗျာ လူငယ်တွေမေတ္တာရေးမှာအဲ မိမိအနေနဲ့မေတ္တာရေးနဲ့ပတ်သက်လာရင်မိမိတို့ဟိုအိမ်အောင်ပြုချင်းစိတ်ဆက်ခြင်းလက်ထက်ခြင်းဒီကာလမှာကြောင်းလန်းခြင်းအိမ်မနာကောင်းမွန်အားသာပြီးတော့တိုးတက်နိုင်သောကာလဖြစ်ပြီးတော့အရှင်ရေးနဲ့ပတ်သက်မေတ္တာရေးနဲ့ပတ်သက်လာရင်အာမနေပါဘူးကံကောင်းနေတယ်တဦးနဲ့တူတယောက်နဲ့တယောက်ငါကောနားလည်မှုလွဲနေရင်တော့လက်ရှိကာလမှာဖြည့်ရှင်းပြီးတော့တည်တည်ဆာဆာလုပ်လို့ရတယ်။သမီးစားများဖို့ကတော့အိမ်အောင်ရှင်ဘဝကိုပူပြောင်းဖို့အတွက်လူကြီးမိဘတွေနဲ့တိုင်ပင်စိတ်ဆက်ကြောင်းလန်းမင်္ဂလာပြုလို့ကောင်းသောမင်္ဂလာ၁၀ပါး ကြိုက်တာနဲ့ပြုလို့ရပါတယ်ခင်ဗျာကောင်းပါတယ်ဒါအပြင်ကောင်းပြီမိတ်ဆွေအိမ်တော်ရင်းနဲ့ပတ်သက်လာတဲ့အခါမှာငကိုကအိမ်တော်ရင်းနဲ့ပတ်သက်လို့ကွဲမယ်ဆိုတဲ့မိတ်ဆွေများဒီကာလအတော်တွေမှာသတိထားညှိနှိုင်းပြီးတော့တခြားစဉ်းစားဆုံးဖြတ်ဆောင်ရွက်စီလိုပါတယ်ဘာလို့လဲဆိုတော့လက်ရှိကာလမှာဆိုရင်မိမတတစဉ်းစားတွေးခေါ်ပါဘာလို့လဲဆိုတော့အိမ်တော်ရင်းနဲ့ပတ်သက်လို့ရှိရင်ဟိုဆွမ်းနာလို့ပေါ့ဟိုအိမ်တော်ကြီးကိစ္စလေးမှာငကရစ်ဆံလေးတွေတွေးပြီးတော့ကွဲတာကွာတာရှင်းတာတရားစွဲတာအဆက်ရှိတာမျိုးတွေနဲ့ပတ်သက်လာလို့ရှိရင်အမှားကြီးကြီးမှားတတ်တယ်လို့ပြနေတော့ကာလဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ ဒါလေးကိုတတိထားဆင်ကျင်ပေးဖို့လိုအပ်ကြောင်းနဲ့အဲအိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမေတ္တာကိုရှေ့ရှုပြီးတော့ဆုံးဖြတ်စေလိုကြောင်းနဲ့အတ္တနဲ့မာနကိုချော့ပေးဖို့လိုအပ်ကြောင်းဆရာကထပ်လောင်းပြောလိုက်ပါစီအိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမိမိအိမ်တော်ဘက်ပေါ်ကမိမိကြောင့်စိတ်ပင်ပန်းရတာမျိုးစိတ်ချုပ်ရတာမျိုးလေးတွေသို့မဟုတ်လို့ချင်းမိမိကအားနည်းချက်ကိုထောက်ချပြောတာမျိုးလေးတွေကြောင့်စိတ်ညစ်ရတာမျိုးလေးတွေအဲဟို ဆနာလူပါမိတ္တတတ်ဝင်ရှင်ပင်မဲ့လို့ဟိုမာနတွေပြိုင်နေတာမျိုးလေးဂျုံကတက်တဲ့အတွက်တော့ဒီချက်လေးကိုအများစွာတတိထားရမယ်ကာလဖြစ်ကြောင်းပြောကြားလိုက်ပြရစီခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီကာလအတော်အတွင်းမှာအမျိုးလက်ရှိကာလအတော်အတွင်းမှာအမေတို့မဟုတ်မိခင်နဲ့တို့မဟုတ်အတော်ဒီဆွေမျိုးသားချင်းအမျိုးသမီးတယောက်နာကအခုမြည်လေးရရှိတာမျိုးတွေအကြံဉာဏ်တွေကောင်းနေရရှိတတ်သောကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့နဲ့ယာရုလုံငန်းကန်ကန်နဲ့ပတ်သက်ယာရုတိုးတက်ပါတယ်ယာရုတက်နိုင်ပါတယ်อืม အတုတတိထားမှာမကောင်းတဲ့အတတ်ပညာတွေလောကီပညာရက်တွေနဲ့တိုက်ခိုက်ခြင်းမျိုးတွေကြုံရတတ်တယ်လို့ထီကန်ဆန်းလို့ကောင်းပါတယ်ထီကန်ဆန်းလို့ကောင်းတယ်ထီကန်နဲ့ပတ်သက်ပြီးတော့အကျိုးပေးစီတဲ့ကဏ္ဍကတော့တစ်ကဏ္ဍသုံးကဏ္ဍ ငါကနန်းနေရမိတ်ဆွေတို့ရကံကိုတိုးတက်ကောင်းမွန်ပြီးတော့ကံကောင်းစီပါလေခမရအကျိုးပေးစီတော့အယောင်ဟာအပြာအယောင်အစိမ့်အောင်အန်ဒီအောင်ဖြစ်ပါလေသတိထားဆင်ကျင်ရမယ့်အယောင်ကတော့တယောက်မရှိပါလေခမရအဲ့ဒါကတော့မိတ်ဆွေတို့မျိုးအနေနဲ့အဖြူရောင်ဆွတ်ဆွတ်တွေကိုသတိထားဆင်ကျင်ပြီးတော့အရေးကြီးတဲ့ပြဿနာတွေကိုမပြုတ်မှုဆောင်ရွက်ခြင်းကိုသတိထားဆင်ကျင်ပေးရအတွက်တော့လိုအပ်သောကာလဖြစ်ပါလေမိမိရဲ့လုပ်ငန်းကိုင်ကလှုပ်ဆောင်တဲ့အခါမှာအရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမိမိရဲ့လုပ်ငန်းကိုင်ကကိစ္စမတော်မီ မလုံမီမှာမသွားမီမလုံမီမှာမိမိအိမ်ရဲ့အိမ်ရပေါက်ကနေပြီးတော့ဟော ဟိုလုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့တွားပြီးတော့ပြောဆိုမဲ့လမ်းကြောင်းတစ်လျှောက်မှာရှိတယ်မြို့တော်ရှင်တွေချင်းလမ်းဆောင်နဲ့ကိုဆောင်နဲ့တွေကိုမေတ္တာပို့ပြီးတော့အောင်မီဆိုတဲ့အတိတ်နမိတ်ကိုစောင့်ပြီးတော့တွားပါဒါဆိုရင်အောင်မီချင်းတိုးတက်ခြင်းတွေရရှိပါလိမ့်မယ်ငွေကြီးနဲ့ပတ်သက်လို့အခက်အခဲတစုံတရာရှိလာခဲ့ပြီးရှိတော့မိတ်ဆွေရဲ့အိမ်ပါဝင်းချင်းမှာရှိတဲ့ရုပ်ကစိုးနှက်ကိုညောင်မင်းကြီးကြီးမှာဖြစ်စေအပင်ကြီးကြီးမှာရှိတဲ့ရုပ်ကစိုးနှက်ကိုတောက်ရည်နှက်ခွာလူပြီးတော့ဆူတောင်းလိုက်ရင်ငွေကြီးအခက်အခဲတွေကတိတိတသာပြပြောက်သွားမယ်ဆိုတဲ့ကံမျိုးဖြစ်ပါတယ်ညာအိမ်ညာနေမခေါ်တင်ပါဘူးရင်ဆက်ပစ္စည်းနဲ့ပတ်သက်တဲ့အခါ ါမှာအဲဝယ်တဲ့အခါမှာတော့အာသာဝင်လို့လဲကောင်းမြင်မယ်လို့တတိထားစီနေရမှာတော့စက်ပစ္စည်းမောင်းနေတဲ့အခါမှာအလင်းစလိုမမောင်းမှနဲ့လော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 မဆုံးဖြတ်ဖို့လူကအကြောင်းထက်လောင်းပြောကြလိုက်ပြရစီခင်ဗျာဒါအပြင်မိတ်ဆွေတို့ငကူကအလဲဘင်းနဲ့ပတ်သက်ပြီးလဲချောင်းနဲ့ပတ်သက်ပြီးတော့အဲဆွမ်းနာလိုပေါ့ဟိုအရေးကြီးတဲ့အတန်နဲ့ပတ်သက်တာလေးလဲဘင်းလဲချောင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေများဟိုသတိပြုရန်စဉ်းစားလိုအပ်ပါတယ်ဘာလို့လဲဆိုတော့ဒိုင်ယာဟောင်းနေသို့မဟုတ်ရင်အဲပြန်လဲပြီးတော့ထလာတဲ့အတွက်ကြောင့်မလို့တော့ တတိယဆင်ခြင်ရအတွက်တော့လိုအပ်သောကာလဖြစ်ပါတယ်။ဒါအပြင်ပါဇက်ကဖရလက်ကကာယဖြစ်နေတဲ့အတွက်ဘာသာတရားလေးပုံမူလှုပ်ဆောင်ပြီးဖို့လိုအပ်ကြောင်းနဲ့ဘာကိုဖြစ်ဖြစ်ဆုံးဖြတ်ချက်နှစ်ခုဆုံးဖြတ်ချက်နှစ်ခွဖြစ်တတ်တာကတော့အသေးစားပဲဖြစ်တဲ့အတွက်စနေသားသမီးမိတ်ဆွေတွေရဲ့အာဒီအဖတ်တာတော်တွေမှာဆိုလို့ရှိရင်တော့အဲဘာသာတရားပုံမူကြိုးစားအားထုတ်ပြီးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ရစေခဲ့။ဟုတ်ဆရာလေးဧည့်သည်တွေစောင့်နေရဆိုတော့ထောက်ကမှာဧည့်သည်စောင့်နေဆိုတော့ညီကုန်းချုပ်လိုက်ပြစေစနေသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်အရရာဒီရဲ့အဖတ်တာတော်တွေမှာအောင်မြင်တိုးတက်အဆင်ပြေပြီးတဲ့အခါ ရတနာစိန်ကြောက်ဇေတောက်တန်းကစားနိုင်ကြပါစီเจ้าနဲ့အဲဆရာရဲ့မိတ်ဆွေအားလုံးအရှင်ပြေတိုးတက်ကြပါစီဆရာငနာပြည်တွေမြင်ချင်းခွန်ကိုတုံညာနှစ်ကိုတုံညာလေးတက်ရှောင်း WhatsApp Telegram မှာဖြစ်စီ Viber မှာဖြစ်စီဆက်သွယ်မင်းများနိုင်ပါတယ်ခင်ဗျဒါအပြင်အတူတွေ view site ပါဆရာ TikTok Messenger မှာပြင်အဲ့တဲ့လက်မခံเจ้าဆရာကပြောရင်းနဲ့ကဲစနီသားသမီးမိတ်ဆွေများအားလုံးတော့ခွန်ရသားခွန်ရသားသမီးတွေအားလုံးဆရာဟောကြားခဲ့သမျှတွေမှာမကောင်းတဲ့နမိတ်အနမိတ်တွေဟာမိတ်ဆွေတို့ရှိကိုတက်တက်စင်အောင်လွဲပြီးတော့ ကောင်းသောနမိတ်ကောင်းသောအရာလေးတွေဒီအေကံဒိဋ္ဌအောင်မြင်ပြီးပြည့်မြောက်ပါစေကြောင်းဆရာကမေတ္တာဖို့ဆုတောင်းထုတ်ပြန်ပြုရင်းနဲ့ဆရာမိတ်ဆွေတို့နဲ့နောက်တစ်ပတ်မှပြန်ဆုံပါမယ်32ပုံတွင်ရှိကြသောမြန်မာပြည်တွင်ရှိကြသောကဘာတွင်ရှိကြသောတက်ရှိတတဘာဝိနည်းအားလုံးဘေးရန်ကင်းကွာကျမ်းမာရှန်တာလို့အောင်မြင်မှုအလီဒီပိုင်ဆိုင်လို့ကောင်းကျိုးလိုရာဆန္ဒမှန်သမျှပြုလုပ်ရာတွင်ဆရာပို့တာတဲ့မေတ္တာတွေကြောင့်အထောက်အကူရရှိလို့အောင်မြင်ကြပါစေကြောင်းမေတ္တာပို့ဆုတောင်းရင်းနဲ့ကဲနောက်ပတ်မှပြန်ဆုံရတာပေါ့ဗျာ။